မင်္ဂလာပါရှင်ကျမတို့ရပီကော့သတင်းဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့တရက်ခရိုင်အမှတ်လေးတရင်က ခီးသွွားပြည်သူများကိုသတိပြုရမိအချက်များရှင်းလင်းပြောပြခဲ့တဲ့သတင်းလေးဖြစ်ပါရရှင်တရက်ခရိုင်အမှတ်လေးတရင်က စီရေလှူရှားရာဒေသမှာခီးသွားပြည်သူတွေကိုသတိပြုရမည့်အချက်များရှင်းလင်းပြောပြခဲ့တယ်လို့ဒီနေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ခီးသွားပြည်သူများအနေနဲ့စီရေအရာစစ်ဆေးဆောင်ရွက်မှုအချို့နဲ့ခီးသွားလာရာတွင်လိုအပ်သည့်သတိပြုရမည့်အချက်များကို ပြောဆိုရှင်းလင်းခဲ့တာဖြစ်တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်။တရက်ခရိုင်အမှတ်လေးတရင်ရဲ့တာဝန်ရှိသူဟာပြည်သူတွေကိုစစ်ဆေးရာထက်ရှင်းလင်းပြောပြချင်တာပါ။ ခီးသွားပြည်သူတွေအနေနဲ့စည်ရဲသတိရှိဖို့စစ်ကောင်စီစစ်ကြောင်းထိုးပြီးလက်နက်ကြီးနဲ့ရန်တမ်းပစ်နေလို့ရဲရွာတွေမှာပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေဒါတွေကိုသတိရှိကြဖို့တွားရင်လာရင်နဲ့တိုက်ပွဲဆံမျိုးလက်နက်ကြီးဆံမျိုးတွေကြားရင် နောက်ပြန်လှည့်ဖို့ရောက်နေတဲ့နေရာတွေမှာရက်နေဖို့ဒါမျိုးတွေကိုရှင်းလင်းပြောပြခဲ့တာဖြစ်တယ်လို့ပြောပါတယ်အဆိုပါစစ်ဆေးမှုများပြုလုပ်နေတဲ့တရက်ခရိုင်အမှတ်၄တရင်ရဲဘော်များနဲ့ကြုံကြိုက်ခဲ့ပါက ယုံကြည်စွာစစ်ဆေးခံခြင်းနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ဇိုဝတ်တရင်ကမြစ်တာရက်ခံထားပါရဲ့ရှင်။